လေးတငယ်တွေကိုညှဉ်းပန်းနှိပ်စက်တာတွေကနေကာကွယ်နိုင်ဖို့လူမှုဝန်ထမ်း6000ခန့်ပြီးစောင့်ရဲမယ်လို့ UNICEF ရဲ့မြန်မာနိုင်ငံဌာနကိုယ်စားလှယ်ကပြောပါတယ်။နေဖြိုးဝင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။အော်တိုဘားလ22ရက်နေ့ကစီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနနဲ့ UNICEF တို့ပူးပေါင်းပြီးမြန်မာကလေးငယ်များဖွံ့ဖြိုးဖို့မျှော်မှန်းချက်တင်တဲ့ရာလတ်တများဖြင့်အားထုတ်ဖို့ခေါင်းစဉ်နဲ့အစိုးရညီနိုင်ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ UNICEF ရဲ့မြန်မာနိုင်ငံဌာနကိုယ်စားလှယ်ကကလေးသင်ငယ်ညမန်နှိမ့်ဆက်တာတွေကိုကာကွယ်ဖို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာခြားသားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးလူမှုဝန်ထမ်း6000ခန့်အပ်ဖို့လုပ်နေတယ်လို့မီဒီယာတွေကပြောပါရတယ်။ UNICEF အနေနဲ့ကတော့ဒီကလေးညှိမှန်းနှိမ့်ဆက်မှုတွေဒီကားစီးဖို့ကာဝယ်ဖို့ကျမတို့ကအစိုးရနဲ့တူလုပ်ဆောင်နေပါတယ်။အဲ့လိုမျိုးလုပ်ဆောင်တဲ့နေရာမှာလေကျမတို့ကဒီလိုမျိုးလူဝါဒတွေ policy တွေကပဲလုပ်ဆောင်နေတာမဟုတ်ပါဘူး။ပြည်သူလူထုပေါင်းပေးမှုကအဓိကဖြစ်တဲ့အကြောင်းကိုပြည်သူလူထုပေါင်းပေးမှုကလည်းအရင်အရေးကြီးပါတယ်။ဒီလိုမျိုးမှာပဲကျမတို့ဆိုရင် social worker case manager လို့ခေါ်တဲ့လူမှုဝန်ထမ်းတွေပေါ့နော်။ချက်ပေါင်းလောက်ထားထားဖို့ရတယ်ကျမတို့ကဆက်ပြီးတော့လုပ်ဆောင်နေတယ်။ဒီလိုမျိုးတွေလူလူထဲမှာသူတို့ကရှိနေနေဆိုရင် ကလေးတွေကဒီလိုမျိုးညှိမှန်းနေနှိမ့်ဆက်ခြင်းတွေခံရတာတွေကိုအများစွာသိရှိနေတဲ့အခါမှာအများချိန်နဲ့ပြင်းကြီးကာကွယ်နိုင်မှာဖြစ်ပါတယ်။ကလေးသူငယ်တွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးညှိမှန်းနှိမ့်ဆက်မှုတွေကာကွယ်မှုတွေအဓိကလုပ်နိုင်တာက social worker တွေကအများကြီးလုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ဒီ social worker တွေကလူမှုတွေမှာရှိနေပြီးတဲ့အခါမှာလူမှုတွေကမိသားစုတွေလူတွေနဲ့အထူးအလုပ်လုပ်ကြတဲ့အခါမှာသူတို့လိုအပ်တာလေးတွေကိုကျမတို့ကခါရအချိန်နဲ့တပြေးညီလှုပ်ဆောင်ပေးလို့ရအောင်အဓိကလှုပ်ဆောင်နေတာဖြစ်တယ်။ဒါကြောင့်မို့ကျမတို့က social worker ကလည်းတကယ်ကိုအရေးကြီးတယ်။ဒီကလေးတွေရဲ့အခွင့်အရေးတွေပတ်သက်ပြီးတော့မြေမနေတဲ့လူတွေကတော့ဒီလိုမျိုးပြောလို့မရဘူး။ UNICEF အနေနဲ့မြန်မာနိုင်ငံကကလေးတွေကိုလေးလာစမ်းစစ်ချက်တွေအရာ ကလေးတငယ်တွေကမြန်မာနိုင်ငံလူဦးရေရဲ့34ရာခိုင်နှုန်းရှိပြီးနိုင်ငံရဲ့ဆင်းရဲနှွမ်းပါသူထပ်ဝခန့်ကိုကိုစားပြုနေတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒါ့အပြင်ငါးနေအောက်ကလေးငယ်တွေဟာတရာကနေ150အထိနေစဉ်တည်ဆုံးနေတယ်လို့ကလေးငယ်30ရာခိုင်နှုန်းနီးပါးဟာတန်ရှင်းတဲ့တောက်သုံးရေကိုမရဘဲ 20ရာခိုင်နှုန်းဟာလည်းရေလုံအိမ်သာသုံးဆွဲနိုင်မှုမရှိဘူးလို့ဆိုပါရယ်။ကျောင်းနေအရွယ်25ရာခိုင်နှုန်းဖြစ်တဲ့ကလေးငယ်3.6တန်းဟာကျောင်းနေနိုင်ခြင်းမရှိဘဲတက်9နှစ်ကနေ16နှစ်အရွယ်ကလေးငယ်1.2တန်းဟာလည်းတစ်ပတ်ကို52နာရီခန့်အလုပ်လုပ်နေရတယ်လို့ဆိုပါရယ်ကျွန်တော်ညွှန်းဝင်ပါ